ြင်ဦးနယ်မှာဒီအိမ်လေးကသူ့ရဲ့ infrastructure ဘိုင်းရောအတင်းကန်း decoration ဘိုင်းရောတခြားအိမ်တွေနဲ့မတူဘဲနဲ့ဒါကွဲပြားတဲ့အထက်မှာပါတယ်။နေရာကလည်းဒါမန္တလေးလာရှုလမ်းမကြီးကနေစက္ကန့်ဘိုင်းလောက်ပဲဝင်လာလိုက်တာနဲ့ရောက်တဲ့နေရာလည်းဖြစ်ပါတယ်။ကျွန်တော်ဒီအိမ်လေးကိုအခုအရောက်မိတ်ဆက်ပေးမယ်။ဟုတ်ကဲ့ကျွန်တော်ကတော့ sweet home ပြင်ဦးနယ်အိမ်ချမ်းမြေကကိုဖြိုးဖြစ်ပါတယ်။နေရာကလည်းဒါမန္တလေးလာရှုလမ်းမကြီးကနေစက္ကန့်ဘိုင်းလောက်ပဲဝင်လာလိုက်ရင်ရောက်တဲ့စေတနာမွန်လမ်းမှာတည်ရှိတယ်။ ချန်ကျင်ဝါဒါပီ40 50တောက်ခွက်ဖြစ်ပြီးတော့အနောက်အရက်နဲ့တောင်အရက်ကိုလှည့်ထားတယ်။မြန်လန်လဲအနေထားမျိုးလေးလည်းဖြစ်ပါတယ်။အဲ့တော့ဘေးပတ်ဝန်းကျင်ကလည်းလူနေအိမ်ကောင်းတွေဖြစ်တယ်။ချန်ဝင်းထဲမှာလည်းကားနှစ်စီးကိုအေးအေးဆေးဆေးထားလို့ရမယ်။ကားပါကင်ပါရှိတာဖြစ်ပါတယ်။သူ့ရဲ့အောက်က ground floor ကလည်းဒါအပြာရောင်လေးတွေတုပ်ထားပေးတာဖြစ်လို့ကာလာမချင်းအနေနဲ့ကလည်းဒါ စစ်ကကြည်နူးစီမဲ့အတိုင်းအတာမျိုးလေးလည်းဖြစ်ပါတယ်အဲ့တော့အိမ်ထဲကိုဝင်လိုက်ရင်ဝင်ချင်းမှာ living room အခန်းကျဲတစ်ခုတွေ့ရမယ်အခန်းဖွဲရလည်းဒါလေးလေးရှင်းရှင်းရှိတဲ့အပြင်ကိုဒီပကြီးကားတွေနဲ့အလားစင်ပုံဖော်ထားပေးတာဖြစ်ပါတယ် manager selling မှာလည်းဒါ light box တွေရောမီးဆိုင်တွေရောပါရှိမယ်အခန်းဖွဲအနေနဲ့ကတော့ဒါအောက်ထပ်မှာက living room တစ်ခုရဲ့ master gun နှစ်ခန်းရဲ့ dining kitchen ရဲ့ပါရှိတာဖြစ်ပါတယ်အဲ့တော့ master gun တွေကလည်းလေးလေးရှင်းရှင်းနဲ့ကျေဝန်းတယ်သူ့ရဲ့ရေချူးခန်းဘူထိုင်တွေလည်းကျေဝန်းပြီးလင်းရှင်းတယ် ီဘက်ကတော့ဒါနောက်ထပ် master bedroom တခန်းဖြစ်ပြီးတော့ဒီခန်းကသူ့ရဲ့ toilet ကတော့ဒါ common toilet အနေနဲ့သုံးထားတယ် dining kitchen area အနေနဲ့ဝင်လို့ရမယ်အတိုင်းဒါမျိုးလေးလည်းဖြစ်ပါတယ်အဲ့တော့ရေချိုးခန်းပူထိုင်တွေကလည်းဒါလင်းလင်းရှင်းရှင်းနဲ့ကျင်ဝန်းတယ်ဒီဘက်မှာတော့ဒါနောက်ထပ်လေကား area ဖြစ်တယ်လေကားရဲ့အောက်မှာလည်းပစ္စည်းတွေထားလို့ရအောင် store gun သဘောမျိုးလုပ်ထားပြီးတယ်အဲ့တော့ dining kitchen ကတော့ဒါအိမ်ရှင်မတွေအကြိုက်ဖြစ်မယ်လင်းလင်းရှင်းရှင်းလေးရှိပြီးတော့ကျင်ဝန်းမယ် မန်နေဂျာဆယ်လီမာလည်းအလေးနေရလဲဒါတော်တော်လေးကိုတုံးလာပေးတာတွေ့ရတယ်။ဘေးစင်ဇောက်ကလည်းနှက်တယ်။ရေစင်မာကိုလည်းစေးပူစရာမလိုတဲ့အတိုင်းအတာမျိုးလေးလည်းဖြစ်ပါတယ်။အဲ့တော့လေကားခွင့် area လောလေကားခွင့် area လဲဒါလေးပေလောက်ထိကိုကျဲဝန်းတာဖြစ်လို့လူနှစ်ယောက်အေးအေးဆေးဆေးရှောင်လို့ရမယ်။လေကားရဲ့ landing area လဲကျဲဝန်းတဲ့အတိုင်းအတာမျိုးလေးဖြစ်ပါတယ်။အပေါ်မှာတော့အခန်းဖွဲအနေနဲ့ကတော့ဒါအဲရှရိုင်းရူးလဲထားလို့ရမယ်လီဗင်ရူးအနေနဲ့လဲထပ်ပြီးထားရှိလို့ရမယ်နောက်ထပ် အခန်းအနေနဲ့ရတော့ master တခန်းပါရှိတာဖြစ်ပါတယ်။အဲ့တော့ living room ကနေထွက်လိုက်ရင်ပြင်ဦးနယ်မြို့ရဲ့ vibe ကို အပြည့်အဝခံစားလို့ရမယ်။တောင်ပေါ်မြို့ရဲ့အရာတော်ကိုခံစားလို့ရမယ်။နီနာပတ်ဝန်းကျင်ဆိုလည်းအခုမိတ်ဆွေတွေမြင်တွေ့ရတဲ့အတိုင်းပဲပတ်ဝန်းကျင်ကတော်တော်လေးကောင်းပြီးတန့်တဲ့အထဲမှာပါတယ်။အဲ့တော့ living room ဆိုရင်အပေါ်တက်က living room ကလည်းဒါတော်တော်လေးကိုကျေပါတယ်။အဲ့တော့မိသားစုတွေနေလို့ထိုင်လို့အဆင်ပြေမယ်။ master bedroom ကလည်း ကျန်တဲ့အခန်းလေးထက်ကိုပိုပြီးကျဲတယ်လင်းလင်းရှင်းရှင်းလည်းရှိတဲ့အတိုင်းအတာမျိုးလေးဖြစ်ပါတယ်အဲ့တော့ overall အနေနဲ့ပြောရရင်ဒီအိမ်လေးကချမ်းကျဲပြီး40 50တောက်ခွက်ဖြစ်ပြီးတော့ master 3ခန်းဧကန်းကျဲ2ခုနဲ့ dining ကချမ်းပါရှိတာဖြစ်ပါတယ်ဈေးနှုန်းအနေနဲ့ကတော့3600ရောက်ကိုပတ်ရှင် diy စိတ်ကြိုက်ကောင်မှဈေးညှိနှိုင်းလို့ရပါမယ်အားလုံးကျေးဇူးတူတင်ရှိပါတယ်ဗျ